ဒီအဆောက်အုံကကမ္ဘာပေါ်ကအမြင့်ဆုံးအဆောက်အုံတစ်ခု ဖြစ်ပါသည်။ဒူဘိုင်းမြို့ရဲ့ဂုံတိတ်ခါကမ္ဘာအမြင့်ဆုံးအဆောက်အုံဖြစ်တဲ့ Burj Khalifa ဟာမြန်မာနိုင်ငံမှာတော့မှနာမည်ကြီးလာတဲ့အထိလူသိများလာပါသည်။အခုလိုမျိုးကမ္ဘာအမြင့်ဆုံးအဆောက်အုံဖြစ်လာဖို့အတွက်ဘယ်လိုမျိုးရုန်းကန်မှုတွေလုပ်ခဲ့ရတာလဲ။ဘယ်လိုမျိုးတည်ဆောက်ခဲ့ကြတာလဲ။ဘယ်လိုအင်္ဂါရက်တွေနဲ့လူတွေရဲ့စိတ်ကိုဖန်ဆာနေတယ်လဲဆိုတာကိုဒီကနေ့မှပြောပြပေးချင်ပါသည်။ ဘတ်ကာလီဖာဟာအာရဗ်ဂျူမဟာနိုင်ငံဖြစ်တဲ့ United Arab Emirates UAE ရဲ့စီးပွားရေးမြို့တော်ဒူဘိုင်းမှာတည်ရှိပါပြီ။အမြင့်128မီတာနဲ့မြေအောက်အပဝင်163အထက်ရှိပါပြီ။ဒီအဆောက်အုံကိုတည်ဆောက်ဖို့2004ခုနှစ်မှာစတင်ခဲ့ပြီးတော့2010ခုနှစ်ဇန်နဝါရီလရက်နေ့မှာတည်ရဝင်ဖွင့်လှစ်ခဲ့ပါပြီ။တည်ဆောက်ဖို့ကတော့6နှစ်တောင်ကြာမြင့်ခဲ့ပြီးတော့လူဦးရေ12000ကျော်လုံခြုံခဲ့ရပါပြီ။အဲ့ဒီအဆောက်အုံဟာတာမန်မြေရောက်တင်မကပဲနဲ့မြေအထက်ကိုပါတောင်တက်ရတယ်လို့ပုံစံတည်ဆောက်ထားတာကြောင့်လူတိုင်းရဲ့အံ့ဩမှုကိုဖန်ဆာနိုင်ခဲ့တာပါ။ ဘတ်ကာလီဖီယာဟာတိုက်တလုံးထက်ကိုပို့ပြီးတော့ဒူဘိုင်းမြို့ရဲ့ဂုံယူစရာတင်ကြေးသားတစ်ခုလည်းဖြစ်လာခဲ့ပါပြီ။တခြားသောရေယိုမျိုးပြားတိုက်တွေလိုမဟုတ်ဘဲနဲ့ဒီဘတ်ကာလီဖီယာဟာအစစ်မြေနေပညာတွေတဘာဝတန်တွေကိုခံနိုင်ရရှိတဲ့ဒီဇိုင်းတွေကိုမှဆောက်လုပ်ထားတာလည်းဖြစ်ပါပြီ။ဒီဆောင်းကိုတိဆောက်သူတွေကတော့ကမ္ဘာတစ်ဝှမ်းကကျန်းကျင်တဲ့အင်ဂျင်နီယာတွေ၊စားလုပ်ရေးကုမ္ပဏီကြီးဖြစ်တဲ့ Samsung, CND, Basis နဲ့ Arabedo ကပေါင်းဆက်ပြီးတော့တာဝန်ယူတိဆောက်ခဲ့ကြတာလည်းဖြစ်ပါပြီ။ ဒါကတော့ UAE ရဲ့ engineer နဲ့ American Tech engineer company ဖြစ်တဲ့ Skimmer, Owenge နဲ့ Marie ကဒီဇိုင်းဖော်ပြီးတော့ရေးဆွဲခဲ့တာဖြစ်ပါတယ်။ဒီအဆောက်အုံဟာတိဆောက်ရမှာတုံးတဲ့ concrete ပမာဏကတော့မှကမ္ဘာစံချိန်နဲ့လောက်အောင်မှမြပြခဲ့တာဖြစ်ပါတယ်။ကမ္ဘာမှာပြိုင်ဘက်မရှိတဲ့ဒီအဆောက်အုံဟာနေတိုင်းလဲခီးသွားပုံပြင်တဲ့ကအိမ်မက်တွေကိုအပြစ်မှန်ကိုပုံဖော်ပေးနေတာဖြစ်ပါတယ်။ ဘတ်ကာလီဖာတွဲမှာတော့မြင်ကွင်းလှတရားကြီးကြီးမားမားတွေကိုမြင်ရတဲ့ observation deck ခင်မရေကူးကန်တွေနဲ့ luxury hotel တွေအမင်းဆုံးအထက်တီကိုမှတက်နိုင်တဲ့လှေကားတွေအပါအဝင်ကမှအလုံယုံကန်တွေဈေးဝယ်စင်တာတွေလည်းပါရှိပါတယ်အထူးသဖြင့်ကတော့124 125နဲ့148အထက်တွေကမြို့တစ်မြို့လုံးကိုမြင်ကွင်းကြည်ကြဲနဲ့ကိုကြည့်လို့ရတာကြောင့်ခီးသွားတွေအတွက်ကတော့စိတ်လို့ရှားစရာမြင်ကွင်းတစ်ခုပဲဖြစ်ပါတယ်အပေါင်းဆုံးတက်မှနေတဲ့သူတွေကတော့မြေပင်ကထ2ဒီဂရီခန့်ကိုမှအေးအေးပုံများပါတယ်ဓာပြင်ကမှမီးဆက်58ခုရေက20ခုတောင်ပါဝင်တဲ့မြို့ပြတည်ဆောက်မှုကြီးပါ တနေ့ကိုဧည့်သည်တန်းချီလာကြပြီးတော့အမြင့်ဆုံး observation deck မှာမြို့တော်လက်လာကြီးကိုလည်းခန်းစားကြပါပြီ။ဒါပြင်ကိုမှ Buff Khalifa ဟာဂုံးကြီးဆရာနောက်ထပ်တစ်ချက်ကတော့ဒီဆောင်ဟာရေတန့်စင်ခြင်းလေးပိစံနဲ့ကိစ္စစနစ်တွေကိုလည်းအနာဂတ်နည်းပညာတွေနဲ့ခင်မရလို့ကိုတိစောက်ထားတာပါ။တနေ့ကိုဂါလမောင်တောင်းတဲ့ကျော်ရဲရေအေးနဲ့လေအေးတွေကိုလည်းအဆင်ပြေအောင်လို့စီမံထားနိုင်တာဟာစီးပွားရေးနဲ့နည်းပညာဖွံ့ဖြိုးမှုကြောင့်ဖြစ်လာတာဖြစ်ပါလိမ့်။ဒီဆောင်အားလည်းပြိုင်ဆိုင်မှုမရှိတဲ့အထီကောင်မှာအောင်မြင်မှုတစ်ခုပါခေတ်သစ်အာရဗျယဉ်ကျေးမှုနဲ့အတူနည်းပညာရုပ်ပိုင်းအင်ဂျင်နီယာနည်းပညာနဲ့လည်းဆက်ဆက်နေပါသေးတယ် တကယ်ပြောမယ်ဆိုရင်တော့ Bash Khalifa ကိုမြင်တော့ねလူသားတယောက်ရဲ့အိမ်မက်တစ်ခုကဘလောက်ထိကိုမြင်မနိုင်လဲဆိုတာကိုတက်တည်ပြနေပါပြီ။အခုလိုမျိုးမျိုးတော်တစ်မျိုးရဲ့ဂုံတိတ်ခါအဖြစ်မိမောင်းထိုးထားတဲ့ Bash Khalifa ဟာတော်တော်များများကလူတွေအိမ်မက်ထဲကအိမ်မက်တစ်ခုဖြစ်နေပါပြီ။အနာဂတ်မှာလည်းဒူဘိုင်းမြို့ရဲ့ဖွံ့ဖြိုးတိုးတက်မှုတွေနဲ့အတူ Bash Khalifa ခင်မင်လူပေါင်းထဲမှာအန်အန်တင်းစရာမှွေနေဖြစ်ကိုမှရက်တည်နေမယ်ဆိုတာတော့မစင်စားဘဲကိုမနေနိုင်ပါဘူး။မိတ်ဆွေတို့ကရောဘလို့ထင်မင်းတလဲကွန်မန့်လေးမှာဆွေးနွေးပေးကြပါအောင်နော်။ကလေးဘတ်ကာလီဖာကိုရောက်ဖို့တဲ့သူတွေရှိရင်လည်းဘယ်လိုမျိုးခန့်စားရလဲဆိုတော့ကိုကွန်မန့်လေးမှာမျှဝေပေးကြလို့ရပါတယ်။ အဆုံးတချို့ပဲကြားလို့အားလုံးကိုကျေးဇူးတင်ပါတယ်